ိတ်သက်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကစ်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel subscribe လုပ်ပြီးနားခေါင်းလောင်းနှိပ် VPN လေးဖွင့်ပြီးတော့ကြည်ပေးတောင်းမေတ္တာရက်ခံရေးနေပဲဒီနေ့မှာကတော့ကဘာကိုဖျက်မဲ့တခြားသောရက်ကဂျိုသားတွေအပိုင်းနှစ်ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်အပိုင်းတစ်မှာတော့ဘာတွေဖြစ်သွားလဲသိချင်သွားပြန်ကြည့်ပါဦးမကြည့်ရသေးဘူးသူတွေအပိုင်းတစ်ကနေဆက်ပြီးတော့သွားကြည့်နော်အဲ့ဒါမှအဆက်ဆက်မရှိမဖြစ်မှာပေါ့အဲ့တော့ဘိုင်းတစ်ပြီးသွားတဲ့ခါမှာတော့မနေ့ကဘာတွေဖြစ်ကြလဲ အဂျူသားတွေကိုတဲလာတဲ့ရင်ကြီးကဘယ်ပေါ်လဲနေပြုတ်ကြပြီးတော့မှောက်ပြီးတော့စပြီးတော့ရှုပ်ခံနေအချင်းကိုရောက်လာပေါ့ဗျာအဲ့မှာကလေးလေးတွေကိုလည်းစူပါလူသားဖြစ်နေပြောင်းထားတာတွေသူတို့ကိုဒါကွင်းစိမိုးဆိုပြီးလွတ်လိုက်တာတွေနဲ့ဇလိုင်းကအစပြိုးနေဖြစ်ပါတယ်အဲ့တော့ let's go ကျွန်တော်ဘိုင်းနှစ်ဆက်လိုက်အောင်ပါဒီဘိုင်းဆောင်မှာတော့ဂျိုဝါမစ်တို့၃ယောက်ဖွဲ့မက်ဂီနိုရင်ကြီးတဲ့မှာအသက်ရှင်သူတွေကြံနေအောင်မလားဆိုပြီးတော့ဆက်ပြီးတော့ရှာနေကြတာကိုမြင်ရပါတယ်။အဲ့လိုရှာနေတဲ့ဂျိုးတယောက်သူ့ရဲ့နောက်ကနေတစုံတရာက လိုက်ပြီးတော့စောင့်ကြည့်နေလို့ခံစားရတဲ့တော့နောက်ကိုလက်ကြည့်လိုက်ပြီးမဲ့ဘာမှတော့မရှိပါဘူး။ဒါပေမဲ့သူရှေ့ကိုပြန်လဲလိုက်ချိန်မှာတော့သူတို့နောက်ကနေတရဝါကြီးတကောင်ဖြတ်ပြေးသွားတော့ရိတ်ကနေမြင်လိုက်ရပါလိမ့်။အဲ့တရဝါကြီးကတော့ဇီနိုမော့ဖ်ကြီးပဲဖြစ်ပြီးတော့ဇီနိုမော့ဖ်ကြီးကသူတို့ကိုအမဲလိုက်ဖို့လုံနေခဲ့ပါပြီ။အဲ့နောက်ဂျိုးတို့တွေရေပေါ်မှာခီးဆက်လာကြိုင်းနဲ့အခန်းနောက်တစ်ခုထဲမှာလည်းရုပ်ပြက်ဆင်းပြက်သေဆုံးနေတယ်သူတွေကိုမြင်လိုက်ရပါလိမ့်။အဲ့တဲကတယောက်ကအသက်ရှူကြက်ပြီးတော့တေဆုံးသွားတဲ့ပုံစံဖြစ်နေတော့ဂျိုးတို့ဖွဲ့တဲကစီဗေးရီယန်ကအလုံငန်းထဲမှာဖိအားများပြီး ရုတ်တရက်အောက်ဆီဂျင်ပြတ်သွားတာဖြစ်မှာပေါ့လို့ပြောလိုက်ပါတယ်။ဒါမဲ့ဂျိုးကအလောင်းကိုသေချာကြည့်ပြီးတော့မဟုတ်ဘူး။နှက်ခမ်းတွေပြာနှမ်းနေတာတွေ့လား။ဒါအစိတ်တောက်တစ်ခုခုပဲဖြစ်နေမယ်လို့ပြောလိုက်ပါတယ်။နောက်ထပ်အလောင်းတစ်ခုကလည်းရင်မက်မှာအပေါက်ကြီးဖြစ်နေတာကိုမြင်ရပြီးတော့အဲ့ဒီအလောင်းလေးကိုတစုံပြားကဝင်နေသလိုပါပဲ။အဲနောက်တော့သူတို့တွေဆက်ပြီးတော့ရှားဖွေလာရင်းနဲ့ဂျိုးကရာရှီဒီကိုခေါ်ပြီးတော့ဒီလောင်းတွေကိုကြည့်ရတာမကောင်းတော့လို့ပြောလိုက်တော့ရာရှီဒီကဘလို့မကောင်းတာလဲလို့ပြန်ပြီးတော့မေးလိုက်ပါတယ်။ဂျိုးလည်းဂျိုးသားတွေလို့ပြန်ပြောလိုက်တော့ရာရှီဒီတယောက်စိတ်ညစ်သွားပါတော့တယ်။ တို့နောက်ကတော့ဇီရိုမော်ဖ်ကြီးကတောင်းလျှောက်နောက်ရောင်ခံလိုက်နေတာကိုမြင်ကြရပါတယ်။အဲနောက်တော့ဂျိုးရိုတွေရင်ထဲကထွက်လာပြီးတော့စာအုပ်တွေကိုပြန်ဝင်မို့လှုပ်လိုက်ကြပါတယ်။ဒါမှမဟုတ်တော့ဘရိုဒါဂျီဂျိုးမှာဒိန်းစီဗီနာတယောက် Lost Boys အဖွဲ့ကကလေးတွေကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတွေပြန်ပြီးတော့ကြည့်နေပါတယ်။ကလေးတွေကတမီးတို့ဝင်းဒီကိုသဘောကျတယ်။သူကတမီးတို့ရဲ့အမအီးလိုပဲလို့ပြောကြပြီးတော့တမီးတို့တွေခန္ဓာကိုယ်အတစ်ထဲဝင်ပြီးတော့နေပြန်ကောင်းမယ်အချိန်ကိုလည်းညှော်နေကြပါတယ်လို့ပြောထားကြပါတယ်။အဲဒီမှာပဲ Brian Cavalier ရောက်လာပြီးတော့အလားလာကောင်းတယ်နော်လို့ပြောလိုက်ပါတော့တယ်။ ပြီးတော့အသိဉာဏ်2 AI နဲ့ပတ်သက်ပြီးတော့ကြောက်ဖို့ကောင်းတာကကျုပ်တို့ကအရင်အသိဉာဏ်မြင့်တဲ့စက်တွေကိုတိဆောက်နေကြလေပြီးရင်အရာထပ်ပို့ပြီးတော့အသိဉာဏ်ပုံမြင့်တဲ့စက်တွေထပ်ဆောက်ကျုပ်တို့မလိုတော့တဲ့အထီးပေါ့ကျုပ်တို့ဒီမှာလုံနေရတွေကလူသားတွေရဲ့အလားအလာကိုစူးစမ်းလေ့လာနေတာပဲလို့ပြောလိုက်ပါတယ်အရာနဲ့ဒိန်းဆေဗီနာကဒါပေမဲ့တို့လူသားပြည့်စက်ရှိမနေငါတို့ဘာလို့နိုင်ရမှာလဲလို့မေးလိုက်ပါတယ်ဆေဗီနာကဝင်ဒီတို့လိုစင်တတစ်စူပါလူသားတွေကိုခံစားချက်မရှိတဲ့စက်ရုပ်ဆန်ဆန်ပုံစံမျိုးထက်လူသားတွေနဲ့ဆက်ပြီးတော့ရှိနေစေချင်တာဖြစ်ပါတယ် စေပြီနာကဘယ်သူမှမဖြစ်နိုင်ဘူးလို့ထင်နေရအောင်ငါတို့လှုပ်ခဲ့တာငါတို့တေဆုံးခြင်းကိုအဆုံးသတ်ခဲ့တာအခုငါတို့ပိုကောင်းတဲ့ဘွားတွေကိုဖန်တီးဖို့လှုပ်ရမှာလေမဟုတ်ရင်ငါတို့လှုပ်ထားတာတွေကငါတို့ကုမ္ပဏီရဲ့သုံးဆွဲသူတွေကိုမသိမျိုးပြောင်းလှုပ်ပေးတာလေးပဲရှိမှလို့ပြောလိုက်ပါတယ်အာနေကေဗလီယာကကျုပ်သာလှုပ်တာငွေကြောင်းမဟုတ်ဘူးလူတွေကငွေကြောင်းလို့အမြဲတမ်းထင်မှာပဲကျုပ်တကယ်လိုချင်တာဘာလဲသိလားကျုပ်ထက်အတိညာပုံမြင်ပါတဲ့လူနဲ့စကားပြောချင်တာခမရညံတော့ကောင်းပါလေဒါပေမဲ့ကျုပ်ထက်ညံပုံမကောင်းတာပဲရှိတာလို့ပြောလိုက်တော့ဇေဗီနာကခရိကရောလို့မေးလိုက်ပါတယ် ကယ်ဗလီယာကခါရစ်ကဘုဒ္ဓရာကျွဲဝါတာမျိုးလေသူကအထွေးခေါ်ပညာရှင်ကြီးတွေအားလုံးရဲ့အချက်လက်တွေကိုတုံပြီးထားတာမျိုးဒါပေမဲ့အဲ့ဒါဉာဏ်ပညာမှမဟုတ်တာကျုပ်ကဘဝမှာတစ်ခါလောက်တောင်ထိပ်ယူတက်ပြီးတော့ကျုပ်ကိုအန်အားတင့်သွားစီမဲ့လူတောင်နဲ့ဆွေးနွေးခြင်းတားလို့ပြောလိုက်ပါလေဆေဗီနာကဒီကလေးတွေဟာအဲ့လိုဖြစ်လာမယ်လို့မထင်နိုင်ပေါ့လို့မေးလိုက်တော့ကယ်ဗလီယာကဖြစ်လာနိုင်ပါတယ်လို့ပြောလိုက်ပါလေပြီးတော့ကယ်ဗလီယာကအနည်းဆုံးတော့ကျုပ်မျောလင်းတာကဝန်ဒီကိုစူပါကွန်ပျူတာအုံနောက်တက်ပေးလိုက်ပြီးတော့ငွေနဲ့ဝယ်လို့ရတဲ့ညံကြီးရှင်တွေနဲ့လေ့ကျင့်ပေးလိုက်။နောက်ဆုံးတော့သူနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့စကားပြောကမ်းတစ်ခု လုံနိုင်မယ်လို့ထင်တာပဲလို့ပြောလိုက်ပါတယ်တပတ်မှဝန်ဒီကိုတော့သူ့ဖွဲ့ရ slidey ဆိုတဲ့ကောင်လေးတယောက်ကရင်အားတကယ်ပြတ်ကျသွားလာလို့မေးလိုက်တော့ဝန်ဒီကခေါင်းငှိမ့်ပြလိုက်ပါတယ်အားနဲ့အထဲမှာအလောင်းနေရှိနေမှလားဟင်လို့ထပ်မေးလိုက်တော့ဝန်ဒီကအဲ့တော့တွေးမနေနဲ့လို့ပြောလိုက်ပါတယ် slidey ကနေရောဘာတွေတွေးနေရလဲလို့မေးလိုက်တော့ဝန်ဒီကငါမှအကူတယောက်ရှိတယ် तू ကစေးတတ်တာ तू ကရင်ပြတ်ကျတဲ့နေရာမှာကဲစေးလုံနေတာ तू ကငါတို့လိုမဟုတ်ဘူး तू ကရိုးလူသားဆိုတော့ထိခိုက်နိုင်တယ်ဒီတော့ငါသူ့ကိုရှာမဲလို့ပြောလိုက်ပါတယ် အဲ့ဒီမှာပဲသူတို့ယင်ကအခင်းဖြစ်တဲ့နေရာကိုရောက်ခံနေပြီဆိုတော့ခါရီကအကုန်လုံးအသင်ပြင်ထားဖို့ပြောလိုက်ပါတယ်။စလိုက်ဒီကတော့ဝင်ဒီရဲ့ကိုဒီမှာရှိနေတဲ့အကြောင်းအကုန်လုံးကိုလိုက်ပြီးတော့ပြောပြနေပါတယ်။ဂျိုးတို့ကတော့စာအုပ်ထဲပြောင်းလာပြီးတော့ဒီထဲမှာလေကားတွေကပျက်စီးနေတဲ့တဖက်ချမ်းကိုခုံကျော်ဖို့လုပ်ရပါတော့တယ်။ရာစီတီနဲ့ဆိုင်ဘေးရီယန်တို့ကအရင်ခုံသွားကြပြီးတော့ဂျိုးလည်းသူတို့နောက်ကနေလိုက်ခုံဖို့လုပ်ပါတော့တယ်။အဲ့ဒီမှာပဲသူပခုံးပေါ်ကိုတရေတွေကြလာအောင်မြင်လိုက်ပြီးဂျိုးလည်းလန့်ပြီးတော့တနတ်ကိုကင်ပြီးတော့အပေါ်ဘောကြည့်လိုက်ပါတယ်။ မကြခင်မှာပဲမျက်နှာကျမှာရှိတဲ့အပေါက်ထဲကနေစီလိုမော်ကြီးရဲ့သွားတွေကိုမြင်လိုက်ရတဲ့အတွက်ဂျိုးလည်းလမ်းဖြတ်ပြီးတော့ဆိုင်ဘီးရီးယားတို့ဘက်ကိုမြန်ခုန်လိုက်ပါတော့တယ်။ဒါမဲ့စီလိုမော်ကြီးကသူ့ကိုအနောက်ကနေလိုက်ဆွဲတဲ့အတွက်ဆိုင်ဘီးရီးယားတို့စီရောက်မသွားပဲအောက်ကိုပြုတ်ကျသွားတော့တာပါ။ဂျိုးလည်းတယောက်တည်းလူကွဲပြီးတော့အောက်ထပ်ကိုရောက်သွားတော့စီလိုမော်ကြီးရဲ့လက်ကလွတ်အောင်တကုံပြေးရပါတော့တယ်။စီလိုမော်ကြီးကလည်းနောက်ကနေပြေးလိုက်လာပြီးဂျိုးတယောက်ကန်ကောင်းပြီးတော့ဓာတ်လီကားတွေကိုအချိန်မီဝင်လိုက်နိုင်ပါလေ။အဲနောက်တော့ဂျိုးကသူ့အဖွဲကိုစကားပြောစကားနေဆက်သွဲပြီးတက်ကူလန်းတောင်းနေပါလေ။ ပြီးတော့တရဝါကြီးတကောင်သူ့နောက်လိုက်နေကြောင်းတနက်နဲ့ပြစ်လို့လဲဘာမှမဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။ဂျိုကသူ့လက်မှာလဲဒဏ်ရာရသွားတဲ့အတွက်သွေးထွားမလွန်အောင်လက်ကိုဝှေ့ဆနဲ့စီးနေရပါတယ်။အဲနောက်တော့မက်ဂီနောယင်ပြတ်ကြတဲ့ဖျက်ကြီးမတိုင်းပြီးပထမတရက်ကိုမြင်တွေ့ရပါတယ်။တကယ်တော့ဂျိုကပရိုတဂျီစေးတက်တာအလုပ်ကနေနှုတ်ထွက်ဖို့လုပ်နေရပါ။သူကသူ့ဖေမဆုံးခင်မှာဂရီပေးထားတဲ့အတိုင်းအလုပ်ထွက်ပြီးတော့စေးတောင်းပြန်တက်ဖို့လုပ်နေတာဖြစ်ပါတယ်။စေးတောင်းကမားဂျိုဘမှာသွားတက်ရမှာဖြစ်ပြီးတော့ဂျိုကကျောင်းတက်ဖို့စကောလာရှစ်လဲရထားပါတယ်။ သူအဲ့လိုအလောက်ကနေထွက်ခွင့်သွားတောင်းနေရကိုဝန်ဒီကစောင့်ကြည့်နေပြီးတော့သူကိုကဘာမေကနေထွက်ပြီးမတ်စ်ကိုသွားရင်သူနဲ့ဝေးသွားမှာကိုလည်းစိုးရင်နေပါလေအားနဲ့ဝန်ဒီကဂျိုးအလောက်ထွက်ခွင့်တောင်းတောင်းညင်းဖို့ဂျိုးနဲ့စကားပြောနေဆေးရုပ်ကိုအဝေးကနေအမိန်လှမ်းပေးလိုက်ပါတော့တယ်ဝန်ဒီအဲ့လိုလုံးနေရကိုကေဗလီယာတို့ကလည်းစောင့်ကြည့်နေပြီးတော့ဝန်ဒီတယောက်ဆေးရုပ်ကိုဝေးကနေထိန်းချုပ်နိုင်တာကိုကြည့်ပြီးသူတို့တော်မှာအံ့ဩနေပါလေတကယ်တော့ဂျိုးတယောက်မနေကလေးကသာအလောက်ထွက်ခွင့်ရသွားလို့ရှိရင်ဒီနေ့မက်ကီနော့ယင်ကြီးပြတ်ကြတဲ့ဖြစ်စဉ်မှာသူပါဝင်တော့မှာမဟုတ်ပါဘူး ဂျိုးတယောက်ဂျိုးသားတွေအန်နေရနဲ့လဲဂျုံဝါမှာမဟုတ်တော့ပါဘူးဝန်ဒီကသူ့ကြောင့်ဂျိုးအခုလိုဒီမှာဆက်ရှိနေရပြီးတော့သူ့ကြောင့်ပဲအခုလိုအန်နေရကြားထဲရောက်နေတဲ့အတွက်သူ့ကိုကိုမရရအောင်ကဲကျင်နေတာပဲဖြစ်ပါလိမကြာခင်မှာပဲခါရီနဲ့ဝန်ဒီတို့အဖွဲ့ရင်ပြကြတဲ့နေရာကိုရောက်လာခဲ့ပါပြီဝန်ဒီတယောက်ပြစီနေအစာအုပ်ကြီးကိုကြည့်ပြီးတော့နားထဲမှာဂျိုးသားမျိုးစိတ်တွေရဲ့ထူးဆန်းတဲ့တဝီဝီမီသန်ဒီကိုကြားနေရပါလိဒါမှမဟုတ်ကြံတဲ့လူတွေကတော့သူ့လိုမျိုးမကြားရပါဘူးအဲ့တော့တို့တို့ကိုဒီနေရာမှာတောင်ဝင်ယူထားတဲ့အရေးပေါ်တုံ့ပြန်ရင်ဖွဲ့ကကာနေနက်ကလာဂျိုပြီးတော့ ဒီမှာဖြစ်တဲ့အခြေအနေတွေကိုရှင်းပြလိုက်ပါတယ်။မက်ကီနောရင်ဝင်တိုက်ထားတာအထက်တရာရှိတဲ့အဆောက်အဦကြီးဖြစ်ပြီးတော့ဆက်သွယ်ရေးတွေလည်းပြတ်တောက်နေတယ်လို့ပြောလိုက်ပါတယ်။ဝနီကတော့ CCTV တွေကိုတစ်ခုပြီးတစ်ခုပြောင်းကြည့်ပြီးသူ့ကိုလိုက်ရှာနေခဲ့ပါတယ်။ကာရီကလည်းဂျိုဟာမစ်ရှိလားလို့မေးလိုက်တော့ကာနေနက်တို့ကသူတို့ဖွဲ့အဆောက်အဦထဲမှာကူရီဆက်သွယ်မလာသေးဘူးလို့ပြောလိုက်ပါတယ်။အဲဒီမှာဝနီကတော့ဂျိုးတယောက်ဓာတ်လေကားနဲ့ရောက်နေတာကိုမြင်သွားခဲ့ပါပြီ။ဝနီကဒါပဲထက်လဲလို့မေးလိုက်ပြီးတော့65လွာဆိုတာတိတာနဲ့ချက်ချင်းပဲသူ့ကိုစီသွားဖို့အတွက်လှုပ်လိုက်ပါတော့တယ်။ ခါရီလဲဝင်းဒီကိုတားလို့မရတော့ slide ကိုဝင်းဒီနောက်လိုက်သွားဖို့အတွက်အမိန်ပေးလိုက်ပြီးဂျန်နဲ့လျောက်ကိုတော့သူနဲ့တူအစာအုပ်တဲဝင်ဖို့အတွက်ခေါ်သွားပါတော့တယ်ဂျမမာတော့ကေဗလီယာကိုဝေးလိုင်းယူတန်နီကုမ္ပဏီရဲ့ခေါင်းဆောင်ယူတန်နီဆိုတဲ့မျိုးသမီးကဖုန်းခေါ်လာပါတော့တယ်ယူတန်နီကမင်းမငါပိုင်တဲ့ပင်စီတစ်ခုရှိနေရနော်လို့ပြောလိုက်တော့ကေဗလီယာကအဲ့ဒါကောင်းငင်ပေါ်နဲ့ငါပိုင်တဲ့အစာအုပ်ပေါ်ပြကြလာခဲ့တာလေလို့ပြန်ပြောလိုက်ပါတယ်ယူဒန်နီကပြန်လဲပြင်စင်းတွေငါလုပ်ပေးမှာပါကုံကြားစေးတွေငါစီပို့လိုက်လို့ပြောတော့ဂေဗလီယာကငါလူတွေအဲ့ဒီကိုသွားနေကြပြီ ဒီအင်နဲ့ပတ်သက်ပြီးတော့ငါသိတင်တာများရှိလားလို့ထမ်းပေးလိုက်ပါတယ်။ယူဒန်နီးယားကဒါအာဂသနဲ့ထဲသွားတဲ့လေးလာရင်းနေရေမော်မှာပါတဲ့ယာတိုင်းကပိုင်းရှင်ရှိပြီးသားလို့ပြောလိုက်ပါတယ်။ပြီးတော့ယူဒန်နီးကငါတို့အဖွဲတကူအဲ့ကိုလွတ်ချင်တယ်။ရင်ုံထိမ့်သိမ့်မှုနဲ့ငါတို့ပိုင်နာပြန်ယူဖို့လို့ပြောလိုက်တော့ကေဗရီယာကငါအဲ့ဒါတော့ခွင့်ပြုလို့မရသေးဘူး။ငါမျော်စင်အချိန်တွေကဘာမှမသိရသေးဘူးလေလို့ပြန်ပြောလိုက်ပါတယ်။အဲ့မှာလေယူဒန်နီးကငါတောင်းဆိုရမဟုတ်ဘူးလို့ပြောလိုက်တော့ကေဗရီယာကငါလည်းပရိုတဂျီနေမီတဲ့ဝင်လာတဲ့သစိမ့်ဘယ်ဖွဲ့မဆိုရန်လိုတယ်လို့သတ်မှတ်မှန်တော့လို့ပြောလိုက်ပြီးတော့ဖုန်းချလိုက်ပါတော့တယ်။ ပြီးတော့ကေဗရီယာကသူ့လက်ထောက်ကိုအဲ့ဒီရင်ပေါ်မှာပါရာမန်သမီးငါလိုချင်တယ်လို့ပြောလိုက်ပါတော့တယ်။ဒါမှမဟုတ်ဝန်ဒီနဲ့စလိုက်ဒီတို့ကအစာအုပ်ထဲမှာဂျိုးကိုလိုက်ရှာနေကြပြီးခါရီနဲ့ဂျန်နဲ့ဖွဲကတော့ရင်ပြကြီးတဲ့ကိုဝင်လာခဲ့ပါတယ်။လော့စ်ဝိုင်းဖွဲကကလေးတွေကကြောက်လန့်နေကြတဲ့အတွက်ခါရီကလာပါအကြောက်တရားဆိုတာတတ်ရှိတွေအတွက်မင်းတို့ကတတ်ရှိမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့မှာလေလမ်းမှာသူတို့တွေဘော်ကနေတွဲလောင်းကြနေတယ်။ဘန်ဘူးကြီးလိုယာကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီယာကြီးကရေတွေလည်းတများများထွက်ကြလို့နေတာပါ။ခါရီက ဒါအသက်ရှိပဲအပင်မဟုတ်ဘူးဒါပေမဲ့ကဘာဘွားအသက်ရှိမဟုတ်ဘူးဘာလုံးနိုင်နေဆိုလဲငါတို့မသိဘူးအားကြောင့်တတိထားလို့ပြောလိုက်ပါလေပြီးတော့ခါရစ်ကကာလီစမီးနဲ့နစ်တို့ကိုအဲဒီကောင်ကြီးကိုဖမ်းဆီးဖို့တော့တခုသွားစာလာခဲ့ဖို့ခိုင်းလိုက်ပါလေကာလီတို့ဖွဲ့လဲရင်ထဲမှာလိုက်ရှာကြည့်ရင်းနဲ့ဘရိုဒါဂျီတပ်သားနှစ်ယောက်သွေးဆုပ်ခံပြီးတော့တေဆုံသွားတဲ့ခန်းထဲကိုရောက်လာခဲ့ပါလေစမီးလဲအနာကပ်ကြည့်လိုက်တော့တေဆုံနေဖြစ်တဲ့တပ်သားတယောက်ပေါ်မှာသွေးထပ်ဆုပ်နေတဲ့အကောင်ကိုမြင်လိုက်ရပါလေကာလီတို့လဲလမ်းဖြန့်ကုန်ပြီးတော့သွေးဆုပ်ကောင်ကြီးကတော့ထွက်ပြေးလို့သွားပါတော့တယ် ကာလီလိုခန်းထဲမှာလိုက်ပတ်ကြည့်တော့တခွဲခန်းထဲမှာမော်ရိုရိုဖွဲကလူတွေဂျိုသားမျိုးစိတ်တွေကိုခွဲစိတ်စမ်းသပ်ထားတာတွေကိုမြင်ရပါတယ်နေ့တယောက်တံမီးနဲ့လိုက်ထိုးကြည့်ရင်ကျမ်းမြေပေါ်မှာသွေးတွေကိုရှာနေရက်နေတယ်ကြောင်တကောင်ကိုမြင်လိုက်ရပါတယ်အဲကြောင်ကမျက်လုံးတစ်ဖက်ကကြောက်စရာပုံစံအင်းဖြစ်နေပြီးတော့နေ့ကိုလမ်းကြည့်ပြီးတော့အနာကတ်လာခဲ့ပါတယ်ခဏနေတော့ကြောင်ရဲ့ကြောက်စရာမျက်လုံးတစ်ဖက်ကကြောင်မျက်လုံးမဟုတ်တော့ပဲကြောင်ရဲ့ခန္ဓာကိုယ်မှာတွယ်ကပ်နေတဲ့တရဝါတကောင်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်အဲမျက်လုံးတစ်လုံးနဲ့ရေပွဲပုံစံဂျိုသားမျိုးစိတ်က ကြောင်ရဲ့ကိုတဲကနေထွက်လာတော့ကြောင်လဲလဲကြပြီးတော့တေဆုံးသွားခဲ့ပါတော့လေမကြခင်မှာပဲမျက်လုံးတစ်လုံးရေပွဲကနစ်မျက်နာကိုပြေးကလိုက်ပြီးနစ်လဲလက်နဲ့ကာထားလိုက်ပါလေအဲ့ဒရဝါကသူ့ရဲ့ရေပွဲလိုခြေတွေလက်တွေနဲ့နေရလက်တွေကိုရစ်ပတ်ပြီးတော့မျက်နာနာကိုကပ်ဖို့လုံနေခဲ့ပါလေနစ်လဲအိုက်ကောင်အားနဲ့ဆွဲဖယ်လိုက်ပြီးဘေးအားစပွဲပေါ်ကိုပြစ်ချလိုက်ပါလေပြီးတော့သူတို့သုံးအောင်သာအရီကောင်ကိုတန်ပုံးတစ်ခုနဲ့အုပ်ပြီးတော့ဖိထားလိုက်ပါတော့လေဒါပြင်နေမှာစီနိုမော်ဂျီရဲ့လက်သေးကုတ်ရာတွေကိုပါမြင်လိုက်ရတော့တာပါ ဂျိုးကတော့စကားပြောစကားနဲ့သူ့လူတွေကိုဆက်သွယ်ဖို့လုပ်နေပေမဲ့ဘသူကမှဆက်သွယ်လို့မရခဲ့ပါဘူးအဲမှာဂျိုးလည်းနောက်ထပ် Protege တပ်သားတယောက်နဲ့တွေ့ပြီးတော့အဲ့တပ်သားဆက်သွယ်ရေးပြတ်နေတယ်မင်းဘာကောင်တွေတွေ့မိသေးလဲလို့ဂျိုးကိုမေးလိုက်ပါတယ်ဂျိုးကဒီမှာအကောင်ကြီးတစ်ကောင်ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်ဒရိုနာအခန်းတစ်ခုမှာစူညံနေတဲ့အတန်းတွေကိုကြားလိုက်ရတော့တကားခေါက်ကြည့်လိုက်ပါတယ်အဲ့ခန်းထဲမှာလူတွေကရှေးအောင်ဝစ်စုံတွေဝစ်ပြီးတော့ပါတီပွဲလုပ်နေကြတာပါသူတို့ကသူတို့ခမ်းမှာဘာမှဖြစ်တော့ယင်ကြီးသူတို့တိုက်ကိုဝင်တိုက်မိတာတော့မှတိတ်ပြီးတော့စိတ်မဝင်စားကြပါဘူး ိုးတို့ကကျွန်တော်ကယ်သိမ်းလုပ်နေရပါအနည်းဆုံးဓာတ်လေကားနဲ့အောက်ကိုဆေးမေးပါလို့ပြောပေမယ့်တို့ကဂျိုးတို့ဂီးမဆိုင်ပဲတကားကိုပြန်ပိတ်ပစ်လိုက်ပါလေဂျိုးလည်းစိတ်ညစ်ပြီးတော့တကားကိုထတ်ခေါက်နေတော့မှပဲသူ့ဖို့တက်သားရဲ့နောက်ကနေဇီလုံးမောင်ကြီးကပေါ်လာပါတော့တယ်ပရိုတက်ဂျီတက်သားလည်းဇီလုံးမောင်ကြီးကိုကြောင်ပြီးတော့ကြည့်နေပြီဇီလုံးမောင်ကြီးကသူ့ကိုသေးတများများနဲ့သွားဖျဲပြီးတော့ကြည့်နေခဲ့တာပါပြီးတော့ရှာကြီးထွက်လာပြီးတော့တက်သားရဲ့မျက်နှာကိုစုပ်ယူပစ်လိုက်ပါတော့တယ်တနတ်တန်ရီကြားတော့မှတကားပိတ်နေတဲ့ပါတီပွဲကျင်းပနေသူတွေလည်းထွက်လာပြီးတော့ဇီလုံးမောင်ကြီးကိုတွေးတော့လမ်းဖြန့်သွားကြပါတော့တယ် ဇီရိုမောင်ကြီးကခုနတပ်သားကိုကင်ပေါက်လိုက်တော့အဲ့ဒီတပ်သားရဲ့အလောင်းကဂျိုးစီကိုတဲ့တဲ့ကြလာခဲ့ပါတော့တယ်ဇီရိုမောင်ကြီးကတော့ပါတီပွဲတွေကိုပြေးဝင်သွားပြီးပွဲတွေမှာကြောင်းလန့်ကြအော်ဟစ်တန်တွေကထွက်လာခဲ့ပါတော့တယ်ဂျိုးလည်းသူ့ဘော်ပြီးနေတပ်သားရဲ့အလောင်းကိုဖယ်လိုက်ပြီးတော့တနတ်ကိုကောက်ယူလိုက်ပါတယ်ပြီးတော့ပါတီလုံးနေအခန်းထဲကိုသွားကြည့်တော့ရှေးအောင်ဝစ်ဆောင်ဝစ်ထားတဲ့လူတွေကုံဇီရိုမောင်ကြီးလက်ချက်နဲ့ရုပ်ပြက်ဆင်းပြက်နဲ့တေအဆုံးနေကြတာကိုမြင်လိုက်ရပါတော့တယ်ခုနဂျိုးတို့တကားလာဖွင့်ပေးတဲ့ပါတီလုံးတဲ့သူလည်း ခါရပိုင်းပြက်ကြီးနဲ့ကျမ်းပေါ်မှာတွားသွားနေတာကိုတွေ့လိုက်ရတော့တာပါမန်ချာကင်မှာမဲဇီနိုဘောကြီးကပေါ်ကနေခုံဆင်းလာပြီးဂျိုးကိုခုံအုပ်ပါတော့တယ်ဂျိုးလည်းရှောင်လိုက်ပြီးတော့ထွားပြေးဖို့လုပ်တော့ဇီနိုဘောကြီးကသူ့အမီးနဲ့ဂျိုးခြေောက်ကိုဆွဲထားလိုက်ပါတယ်ပြီးတော့ဂျိုးမျက်နှာနှာကိုကတ်ပြီးတော့ဂျိုးကိုတတ်မလို့လုံနေတုံးမှာပဲအနောက်ကနေမော်ရိုးရောက်လာပြီးတော့ဇီနိုဘောကြီးကိုသူ့တက်နတ်နဲ့ပြစ်ချလိုက်ပါတော့တယ်ဂျိုးကထလာပြီးတော့မော်ရိုးကိုဂျေဆုတင်ပါတယ်လို့ပြောလိုက်တော့မော်ရိုးကဂျိုးကိုပါတက်နတ်နဲ့ပြစ်လိုက်ပါတယ်ဒါပေမဲ့မော်ရိုးရဲ့တက်နတ်ကလျှက်စစ်တန်လိုက်နဲ့ပြစ်တဲ့တက်နတ်ဆိုတော့ ဂျိုးတယောက်သေးတော့မသေးပါဘူးပြီးတော့မော်တို့ကလျှက်စေတနာစာမိပြီးတော့သတိလက်နေတယ်ဇီနိုမော်ကြီးကိုသူတနာထဲကအရေးတွေနဲ့ထပ်ပြီးတော့ပြစ်လိုက်တော့ဇီနိုမော်ကြီးကိုအိတ်ကြီးလုံးနဲ့ထုတ်ပြီးသားဖြစ်သွားခဲ့ပါတော့တယ်မော်တို့လည်းဇီနိုမော်ကြီးကိုဒရွတ်တိုက်ဆွဲခေါ်သွားခဲ့တော့တာပါတမမကားရီတို့လည်းပန်းပုံစံနဲ့တူတဲ့အကောင်ကြီးကိုစောင့်ကြည့်နေတော့ဇမီးတို့ကသူ့ကိုလမ်းခေါ်တာဖြစ်ပြီးတော့ဇမီးကခုနမျက်လုံးတစ်လုံးနဲ့ရေပွဲလိုကောင်ကိုတန်ပေါ်အောင်မှဖိပြီးတော့ဖမ်းထားစေပါကားရီရောက်လာတော့ဇမီးတို့ကကြောင်ထဲဝင်နေတဲ့ရေပွဲကောင်ကြောင် ပြောပြလိုက်ပြီးတော့ခါရီကာအိုက်ကောင်ကိုကြီးဖို့လုံနေခဲ့ပါလေ။နေကမလုံနဲ့အိုက်ကောင်မြန်တယ်နော်လို့ပြောလိုက်ပါလေ။ခါရီလက်တခွဲခန်းထဲမှာလိုက်ကြည့်လိုက်တော့မကီနော့ရင်မမဂျိုသားမျိုးစိတ်တွေစူးစောင်းလာတာဖြစ်ပြီးတချို့မျိုးစိတ်တွေကလွတ်ထွက်ကုန်နေတယ်ဆိုတာကိုသိလိုက်ရပါလေ။မော်ရိုကတော့ဇီနိုမော်ကြီးကိုဓာတ်လိကားနဲ့ထိပ်ပြီးတော့တည်သွားဖို့လုံနေတော့မှဘရိုဒဂျီတပ်သားတွေကရောက်လာခဲ့ကြပါတော့တယ်။တပ်သားတွေကမော်ရိုကိုဆရာအခုပဲအဆောင်ကနေထွက်ခွာဖို့လိုပါတယ်လို့ပြောလိုက်ပါလေ။ပြီးတော့ဒီအိတ်ထဲမှာဗာလဲလို့မေးလိုက်တော့မော်ရိုက ရိတ်ခါပါလို့ပဲပြန်ဖြေလိုက်ပါလေအဲ့ဒီမှာပဲအိတ်ကြီးကလှုပ်လာတော့ protector သားတွေလည်းလန့်ပြီးတော့မော်ရိုတန်တန်းနဲ့ချိန်ပြီးတော့လက်မြောက်ထားလို့အမိန်ပေးလိုက်ပါလေမော်ရိုကမင်းတို့အမားကြီးလုံနေရပဲဆိုပြီးတော့လက်မြောက်လိုက်တော့တပ်သားတွေလည်းမော်ရိုကစိုက်ဘော့ဆိုတာကိုတီးသွားခဲ့ပါတော့တယ်ပြီးတော့တပ်သားတွေကမင်းလက်ကိုနောက်မှစက်ချီခတ်ထားလို့ပြောလိုက်ပါလေအဲ့ဒီမှာစီနိုမော်ကြီးကပြန်သတိရလာပြီးအိတ်ကြီးကိုထိုးဖောက်နေခဲ့ပါပြီမော်ရိုကတော့မင်းတိအောင်ပြောရရင်ငါမင်းတို့စိတ်ပူရမယ်လို့မဟုတ်ဘူးတော့လို့ထပ်ပြောလိုက်ပါလေ ိုင်တော်တပ်သားတွေကမော်ရိုကိုဟိုဘက်လှည့်ခိုင်းပြီးတော့လက်ထိတ်ခတ်ဖို့လုံနေတုံးမှာပဲဇီနိုမော်ဖ်ကြီးကပရိုတက်ဂျီတပ်သားတွေကိုတခဏတွေးမှာပဲတပစ်လိုက်ပါတော့တယ်ဇီနိုမော်ဖ်ကြီးလည်းမော်ရိုနာကိုကတ်လာပြီးတော့မော်ရိုတပ်ဖို့လုံနေတုံးမှာပဲထွက်ပြေးသွားတဲ့ပရိုတက်ဂျီတပ်သားတွေအတန်ကိုကြားလိုက်တော့သူတို့နောက်ကိုလိုက်သွားပါတော့တယ်အဲလိုနဲ့မော်ရိုလည်းကံကောင်းပြီးတော့လွတ်မြောက်သွားခဲ့ရပါတယ်ဇီနိုမော်ဖ်ကြီးထွက်သွားပြီးမော်ရိုတယောက်နောက်ကိုလှည့်ကြည့်လိုက်တော့ဂျမ်မီနဲ့နန်အပေါ်မှာသွေးကွက်တွေပြည့်နေပြီးပရိုတက်ဂျီတပ်သားတွေတစားစီဖြစ်ပြီးတော့တေဆုံးနေတာကိုမြင်လိုက်ရတော့တာပါ ဂျူလတ်စ်ကတော့ဘန်ဘူးကောင်ကြီးကိုစောင်းကြည့်နေတုန်းမှာဘန်ဘူးပုံစံရဲ့အလဲကနေနွယ်တန်လိုလက်တန်ရှိကြီးကထွက်လာပါလေ။အဲလက်တန်ရှိကြီးကဂျူလတ်စ်နားကိုကတ်လာတော့ဂျူလတ်စ်ရဲ့စိတ်ဝင်စားပြီးတော့ကြည့်နေခဲ့ပါလေ။ဒါမှမဟုတ်အဲဒီချိန်မှာပဲကာလီကသူ့ကိုလာခေါ်တဲ့အတွက်ဂျူလတ်စ်ရဲ့ဘန်ဘူးကောင်ကြီးကိုထားခဲ့ပြီးတော့ခါရီတို့ရှိတဲ့ဓာခွဲကန်းကိုလိုက်လာလိုက်ပါလေ။ခါရီကတော့ရေမော်မှာဗာမျိုးစိတ်တွေပါလာလဲဆိုတာကိုဓာခွဲကန်းကကွန်ပျူတာထဲမှာရှာကြည့်နေပြီးအဲဒီမှာရင်အခန်းတစ်ခုထဲမှာဥကြီးတွေကိုမြင်လိုက်ရပါလေ။ အဲ့ဒီဦးကြီးတွေကဇီနိုမော့ဖ်ဦးကြီးတွေပဲဖြစ်ပြီးတော့ခါရီလည်းအဲ့ဦးတွေကိုတွေ့တာနဲ့ဒါအန်နေများနေစွာကိုချက်ချင်းပဲသိလိုက်ပါတယ်ခါရီကစမီမင်းဒီနေအောင်သွားပါဝင်းနေနဲ့ချိတ်ဆက်လိုက်ဒီနေအောင်လုံချောင်လောက်ပြီးတော့ကဲသေးဖွဲရောက်မလာခင်ထိဘသူမှဝင်ထွက်မလုပ်စေနဲ့လို့ပြောလိုက်ပါတယ်အန်နောင်စမီလည်းချက်ချင်းပဲဥရင်ရှိတဲ့အခန်းကိုထပြီးတော့ပြေးသွားပါတော့တယ်ဝင်းနေတို့ကတော့ဂျိုးကိုလိုက်ရှာနေနဲ့ပရိုတက်ဂျီတပ်သားတွေအသက်ခံထားတဲ့နေရာကိုရောက်လာခဲ့ပါတယ်ဂျိုးကတော့သတိလင်းနေရာကနေသတိပြန်ရလာခဲ့ပါပြီ။ ဂျိုးလဲခန်းထဲမှာလိုက်ကြည့်တဲ့နာမည်ကျော်ဘေ့စ်ဘောကစားသမားရက်ဂျီဂျက်ဆင်ရဲ့လက်မှတ်ထိုးထားတဲ့ဘေ့စ်ဘောတစ်ခုကိုမြင်လိုက်ရပါတယ်ဒီဘေ့စ်ဘောကိုဒီပါတီပွဲကျင်းပတဲ့အင်ရှင်ကစူးစောင်းထားတာဖြစ်ပါတယ်ဂျိုးကဘေ့စ်ဘောကိုကန်ကြည့်နေသူ့ဘေးနဲ့သူ့ဘေ့စ်ဘောပွဲတွေတူတူကြည့်ခဲ့တာကိုပြန်ပြီးတော့သတိရနေခဲ့ပါတယ်အဲ့ချိန်မှာပဲသူ့နောက်ကနေဝန်ဒီကရောက်လာပါတော့တယ်ဝန်ဒီကသူ့ကိုတွေ့တော့ဝမ်းသာသွားပြီမဲ့ဂျိုးကတော့ဝန်ဒီကိုဘယ်သူမှမသိခဲ့ပါဘူးဝန်ဒီကနေတယောက်တည်းဘယ်သူနဲ့စကားပြောနေရလဲလို့မေးလိုက်တော့ဂျိုးကငါအဖေနဲ့ပြောနေတာလို့ပြန်ပြောလိုက်ပါတယ် ဂျိုဟာငါးဖေးနဲ့ငါကရဂျီဂျက်ဆင်ရဲ့ပွဲ highlight တွေပြန်ကြည့်နေကြလို့ဝင်ဒီတို့ကိုပြောပြလိုက်ပါလေပြီးတော့ဂျိုဟာသွေးတွေပေးနေတဲ့ slide ကိုဒဏ်ရနေရလားဆိုပြီးတော့ကြည်ပေးဖို့လုပ်တော့ slide ကငါတို့ကသွေးမထွက်ဘူးလေလို့ပြောလိုက်ပါလေအဲ့နဲ့ဂျိုလည်းမင်းတို့ကစံတတိခန္ဓာကိုယ်တွေပဲလို့ပြောလိုက်ပါလေအဲ့ချိန်မှာပဲကားရီကဝန်ဒီကိုလမ်းပြီးတော့ဆက်တွေ့တော့ဝန်ဒီကသူ့ကိုတွေ့ပြီလို့ပြောပြလိုက်ပါလေကားရီကဝန်ဒီမင်းကရင်းအရှိပိုင်းကိုသွားစီခြင်းနဲ့အဲ့မှာအရေးကြီးတဲ့ပစ္စည်းတွေရှိအဲ့ဒါကိုရအောင်ယူခဲ့လို့ပြောလိုက်ပါလေ ဝန်ဒီကခနာဆောင်လို့မရဘူးလားလို့မေးလိုက်တော့ကားရီကဆောင်လို့မရဘူးအဲ့ဒါကျူးကျော်တဲ့တဲ့မျိုးစိတ်တွေပဲငါတို့ဒီကောင်တွေမပိတ်ချထားရင်အကုန်လုံးထွက်ကုန်လိမ့်မယ်အာဆိုအရန်ကိုနောက်ကျသွားလိုက်မယ်လို့ပြောလိုက်ပါတယ်အားနဲ့ဝန်ဒီတို့လည်းဥရေရှိတဲ့နေရာစီကိုသွားဖို့လုပ်နေပြီဝန်ဒီကသူ့ကိုတယောက်တည်းစိတ်မချအတွက်ငါတို့နဲ့လိုက်ခဲ့ပါလို့ခေါ်သွားခဲ့ပါတယ်ဂျိုးလဲဝန်ဒီကတင်းခေါ်နေဘာမှန်းသိပဲလိုက်လာပါတော့တယ်အဲ့နောက်တော့သူတို့၃ယောက်ရင်းမောင်တက်လိုက်ကြပြီးတော့သူတို့နောက်ကိုဇီနိုမောင်ကြီးလိုက်လာတယ်ဆိုတော့ကိုတော့ဝန်ဒီတို့တွေမတိခဲ့ကြပါဘူးလမ်းမစလိုက်တီကဂျိုးကိုတကယ်တော့ ငါတို့ကကလေးတွေလေငါဆို၁၂နှစ်ပဲရှိသေးတာဝန်ဒီယာ၁၂နှစ်လို့ပြောပြလိုက်ပါလေဝန်ဒီကစလိုက်ဒီကိုဝင်ဟမ်းမလို့လုပ်ပေမဲ့သူပါနားမလဲတဲ့စလိုက်ဒီကတော့အเจ้าတွေကိုဆက်ပြီးတော့ပြောနေတော့မှာသူတို့ကငယ်တုန်းကနေမကောင်းတဲ့ကလေးတွေဖြစ်ကြောင်းနဲ့ဘရိုတဂျီကသူတို့လူကြီးကန်တာကိုလည်းပြောင်းထည့်ပေးခဲ့တာဖြစ်ကြောင်းတွေကိုပြောပြလိုက်ပါလေပြီးတော့ဝန်ဒီနာမည်ရင်းကမာစီဖြစ်ကြောင်းကိုလည်းပြောပြလိုက်တော့တာပါဂျိုးလည်းငါညီမနာမည်လည်းမာစီပဲလို့ပြောလိုက်တော့စလိုက်ဒီကဒါမင်းညီမပဲလေလို့အကုန်ပြောလိုက်ပါတော့တယ်ဝန်ဒီလည်းဒေါသထွက်ပြီးတော့စလိုက်ဒီ လူအပ်ချက်ထားရမယ်လीနားမလဲဘူးလားနင်းဆိုပြီးတော့စလိုက်ဒီကိုနင်းလွန်လိုက်ပါတော့တယ်ဂျိုးကတော့အံအောင်သွားပြီးတော့မယုံနိုင်ဖြစ်နေခဲ့ရပါတယ်ဝန်ဒီကဂျိုးငါပါငါနင်းကိုကင်မရာတွေကနေအမြဲတမ်းစောင့်ကြည့်နေရလို့ပြောလိုက်ပါတယ်ဂျိုးကနေတီဝါခဲ့ပြီလားငါကိုယ်တိုင်နင်းနာရေးကိုလာခဲ့တာလို့ပြောတော့ဝန်ဒီကဂျိုးမဟုတ်ဘူးအဖေပြောတာငါနေမကောင်းဖြစ်နေတော့ကညဏ်ကြီးရှင်ကောင်လေးကငါစီကိုလာခဲ့တာအဖေပြောတာ तू ကငါ့ကိုကူညီနိုင်နေတယ်ဒါမဲ့ငါအဝေးကိုသွားရမှာအဲ့တော့တို့ကငါ့ကိုခါရီတို့ဒိန်းစီဗီနာတို့နဲ့အတူနေဖို့ ခေါ်သွားကြတာလို့ပြောလိုက်ပါတယ်ဂျိုးကတော့မယုံနိုင်ဖြစ်နေပြီးတော့ဝန်ဒီကဂျိုးမဟုတ်ရင်ငါတေးမှာဟာဒါပေမဲ့ငါအိမ်ပြန်လို့မရဘူးလို့ညာကြီးရှင်ကောင်းလေးကပြောထားတယ်အဖေအားလည်းဒါကိုလျှို့ဝှက်ထားမှာမလို့လျှို့ဝှက်ထားခဲ့တာပဲလို့ပြောပြလိုက်ပါတယ်အဲဒီချိန်မှာပဲစလိုက်တီးကကိုလူတို့ငါတို့နောက်ကျနေပြီနော်လို့လမ်းပြောတော့သူတို့နှစ်ယောက်လည်းစလိုက်တီးနောက်ကိုလိုက်လာခဲ့လိုက်ကြပါတယ်အဲနောက်တော့သူတို့တွေဥရထားတဲ့အခန်းကိုရောက်လာပြီးဂျိုးကသူ့ညီမအစ်ဟောင်းမဟုတ်တေးတောင်သူတို့ငယ်ငယ်ကအကြောင်းတွေပြန်ပြီးတော့မေးနေခဲ့ပါတယ်ဂျိုးလဲဝန်ဒီကသူ့ညီမမာစီပဲဆိုတာတေးကြသွားတဲ့အခါမှာတော့ ဝမ်နီးကိုဖတ်ထားလိုက်ပါတော့တယ်မောင်နှမတယောက်ခုလိုကြည်နူးစရာပြန်လဲဆုံတွေ့နေတော့မှာပဲစလိုက်တရကိုလူလူဒီမှာလာကြည့်အောင်လို့ခေါ်ပြီးတော့ပြောလိုက်ပါတယ်အိုင်မာနေသူတို့တွေဦးကြီးတွေကိုမြင်လိုက်ရတော့တာပါအဲ့အချိန်မှာစီနိုမော်ကြီးကလည်းသူဥရေစီလူတွေရောက်နေတာကိုသိပြီးတော့ဝမ်နီးတို့စီကိုပြေးလာနေခဲ့ပါပြီဝမ်နီးလည်းနားထဲမှာပိုးကောင်တွေအော်ဒရိုတစီစီနဲ့ညံစီတန်တွေကိုကြားနေရပြီးတော့ဂျိုးကဦးကြီးတွေကိုတွားကြည့်တော့ဂျိုးသားဦးတွေကလှုပ်နေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီမှာပဲဇီနိုမော်ဖ်ကြီးနောက်ကနေရုတ်တရက်ပေါ်လာပြီးတော့

alien at အပိုင်းနှစ်ဖြစ်ပါလေကဘာကိုဖျက်မဲ့တခြားသောကဂျိုသားတွေကတော့ဥတွေပါတွေနဲ့စပြီးတော့ဇလန်းကတော့ရှုပ်လာနေပြီဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားဖို့ကောင်းတာလည်းဖြစ်တယ်ပြီးတော့ဂျိုသားကားတွေကိုကြိုက်တဲ့သူတွေလည်းသဘောကျကြမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့နောက်နေ့မှနောက်ထပ်အပိုင်းဆက်တွေနဲ့ဆက်ပြီးတော့တွေ့နိုင်မှုအတွက် channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြတာကိုပြောရင်းနဲ့ဒီနေ့မှအစားဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ဘောရာတို့အားလုံးချီးမေးကြတဲ့ဂျိုသားချစ်သူများကိုကျေးဇူးတစ်ပါးတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ